ဒါလေးကတော့ဈေးရေပေါ့နော်ပြောတာတော့ယူဆိုင်လို့တော့ပြောတာပေါ့နော်ကျမလည်းယူဆိုင်ရွက်ကိုလိုက်ရှာဖို့အတွက်ကိုမအားတာနဲ့မရှာကြည့်ရသေးဘူးပေါ့နော်အဲ့တော့သူ့အရွက်ကလေးကကြိုက်လန်လို့ပဲပေါ့နော်ကြော်စားလို့အရန်ကောင်းပါတယ်ပြီးတော့ကျမတို့မျိုးဝင်နေကြည့်ရင်မုံညင်းနဲ့တော့တူတယ်ပေါ့နော်မုံညင်းပွင့်လေးတွေကျမတို့တူစားတဲ့မုံညင်းအဝါရောင်ပွင့်လေးတွေတောင်တူပါတယ်ရှင်အဲ့တော့သူ့ကိုကျမတို့လှီးဖြတ်ပြီးတော့တန်ရှင်းစေချင်အောင်ရေဆေးကြောပြီးတော့ရေစစ်ထားပါမယ်သူ့ထဲကိုထည့်ဖို့အတွက်ခင်းချင်သေးလေးလေးလှီးထားလိုက်ပါမယ်ရှင် ဲ့တော့ကျမတို့ရေ CEO တော့ချက်အရေးကိုကြော်ထားတဲ့စီလီအနေနဲ့သုံးလိုက်တယ်ပေါ့နော်ချက်အရေးကိုကြော်ထားတဲ့စီလီနဲ့ကြတော့လေမှုမှုလေးဖြစ်နေတောင်ပေါ့နော်အဲ့တော့ချက်အရေးကိုကြော်ထားတဲ့စီလီတွေကိုစနေမုံလေးထည့်မယ်စစ်သွန်လေးလေးထားတာလေးထည့်လိုက်ပါမယ်ရှင်စစ်သွန်လေးလေးတွေအနေငယ်တော့သွားပြီဆိုရင်တော့ဒီအရွက်ကလေးတွေထည့်လိုက်တော့မယ်ပေါ့နော်ကျွန်တော်လှီးဖြတ်ထားတဲ့အရွက်ကလေးတွေကိုထည့်လိုက်ပါတော့မယ်ရှင် သူ့ရဲ့အရွက်ပုံသဏ္ဍာန်ကကျွန်မပြောသလိုပဲပေါ့နော်မုံညင်းပွင့်လေးတွေနဲ့တူပါတယ်အဲကျွန်မတို့ကြော်ပြီးတော့ကြော်စားလိုက်ကြော်ပြီးတော့ပေါ့နော်ရလာတဲ့အရသာကတော့ကျွန်မတို့ကိုက်လန်ကြော်ရဲ့အရသာလို့နဲ့တူရဲ့ပေါ့နော်ကိုက်လန်ကြော်စားရတယ်လို့ပါပဲရှင်အဲတော့အရသာနေနဲ့ QC ထဲမှာခြုံမုတ်ထဲမှာစားထဲပါမယ်ရှင် ပြီးွားရင်ထဲထားတဲ့အရာသားလေးတွေနှက်ဆက်သွားအောင်မွေးသွားလိုက်ပါမယ်ရှင်အရွက်ကလေးတွေရဲ့ကျမတို့ဒီရိုးရံလေးတွေလည်းကျမတို့ထည့်ကြော်ထားတဲ့ခါကျတော့ရိုးရံလေးတွေရောအရွက်ကလေးတွေရောနူးဤသွားတဲ့အနေအထားလေးတွေကြော်ဝါလိုက်မယ်ပေါ့နော်အဲ့တော့အရာသားလေးနှက်ဆက်သွားအောင်မွေးပြီးပြီဆိုတော့ခုနကလီးရတဲ့ခရမ်းစင်သီးလေးတွေကိုလည်းထည့်လိုက်ပါမယ်ရှင်အဲ့တော့ခရမ်းစင်သီးရောအရွက်တွေရောရိုးရံလေးတွေရောနူးဤသွားတဲ့အနေအထားလောက်ထိကိုစိမ်ပြေနေပြီလေးနဲ့ကြော်သွားပေးလိုက်ပါမယ်ရှင် သူ့ဥရွက်ကလေးကအရန်ဟိုမှာစားလို့ကောင်းပါရဲ့ရှင်ဒီရွက်ကြော်လေးတော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်အဲကျွန်မပြောသလိုပဲပေါ့ကိုက်လန်ကြော်လေးနဲ့စင်တူတယ်ပေါ့နော်ဈေးတွေကတော့ပြောရတော့ယူဆိုင်ရတော့ပြောရပါကျွန်မကလည်းမအားတာနဲ့အဲအရွက်ကိုလေးကျွန်မလီလာဖို့တော့ဘလို့မှမအားဘူးဖြစ်နေတာပေါ့နော် ကျမထပ်ပြီးလေ့လာကြည့်ပြီးွားရင်တော့တည်ရင်တော့ပြောပြောပါပဲပြပါမယ်အဲ့တော့တည်တဲ့သူများရှိလို့ရှိရင်လည်းကျမကို comment အောင်ပါဘိုးတူတာနေနဲ့ပြောပြပေးစီကျမရရှင်ဈေးတွေကပေါ့နော်ယူဆိုင်ရွက်လို့ပြောလိုက်လို့ကျမလည်းယူဆိုင်လို့ပြောရတာပေါ့နော်ကျမအမြင်မှာတော့မုံရင်းပွင့်တိုင်းပဲပေါ့နော် မုံရင်းပွင့်ကိုကြော်စားရတယ်လို့ပဲထင်တာပဲပေါ့နော်တကယ်ဟိုမတည်တဲ့သူဆိုလို့ရှိရင်မုံရင်းပွင့်လို့ပဲထင်မှာပေါ့နော်ကျမလည်းမုံရင်းပွင့်လို့ပဲထင်တာပါပဲရှင်အဲ့တော့တို့ကတော့ယူဆိုင်လို့တော့ပြောတာပေါ့နော်အဲ့တော့ကျမတို့ဒီအသီးအရွက်ကလေးတွေပေါ့နော် ဣသွားတဲ့အနေထားလောက်ဒီကိုစိတ်မင်းတစ်ပြေးလေးနဲ့ကြော်သွားပြရပါတယ်ရှင်အရန်ကိုမဆားလို့ကောင်းတယ်အရွက်ကြော်လေးတစ်ခွက်ပါပဲရှင်ကျမတို့ကိုက်လန်ခ ्यू စီကြော်စားတယ်လို့ပဲပေါ့နော်တရားသားလေးကတော့စင်နေပေါ့နော်အရန်လည်းဆားလို့ကောင်းပါတယ်ရှင်ထမင်းဖြူလေးနဲ့တွဲစားအရန်ကိုမအရသာရှိရပါပဲရှင်အသီးရွက်လေးတွေအားလုံးကနူဤသွားတဲ့နေသားလေးရောက်ပြီဆိုလို့ရှိရင်တော့ကြက်သွားပါပြီရှင်။ဒါဆိုရင်တော့ကန်လေးနဲ့ထည့်လိုက်ပါတော့မယ်ရှင်။ ချီပါအောင်သူ့အရွက်ကလေးရလေးအရင်စားချင်စရာကောင်းတယ်ဒီလားစားလို့လည်းတကယ်ကောင်းပါရဲ့ရှင်အရသာလေးလည်းရှိတယ်ပေါ့နော်ကျမတို့ကအရွက်ကြော်လို့ရှင်များတော့အဖြစ်ရှီလေးပါတာကိုကြိုက်တယ်ပေါ့နော်အဲအရေးလေးပါတာကြိုက်တဲ့ခါကျတော့ဒီရှီလေးနဲ့ဆိုအရသာလည်းရမ်းရှိရပေါ့နော်စားလို့လည်းတအားကောင်းပါရဲ့ရှင်ဒါကတော့ဈေးတွေကမှပြောရယူဆိုင်ရွက်ကြော်လေးပါရှင် ကျွန်မရဲ့ဗီဒီယိုလေးတွေကိုစောင့်ကြည့်ကြည့်ရှုပေးကြတဲ့တူတယောက်စင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဒီရွေးချော်နေလေးကအရင်လေးကူရမို့လို့ကျွန်မရဲ့ဗီဒီယိုလေးကအားလုံးတော်ဆင်ပြေမယ်လို့ပြောလင်ပါတယ်ရှင်။ကျွန်မရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါဦးလို့တောင်းဆိုပါရစေနော်။နောက်တော့ Flory မှာပြန်တွေ့ပါမယ်။ Bye bye ။